Hello မင်္ဂလာပါရှင်။ကျမကဒီနေ့ pick up by reading လေးလုပ်ပေးမယ်ပေါ့နော်။ဆိုတော့ topic ကဘာလဲဆိုတော့သင်အခုတွေးနေတဲ့လူကသင်ကိုဘယ်လိုမြင်လဲပေါ့နော်။သူတွေအမြင်။ဆိုတော့သူတွေအမြင်လို့ပြောရတဲ့အတွက်အဲ့ဒီပုံစံဒီသင်ဟုတ်ချင်မှဟုတ်မယ်။ဟုတ်ချင်လည်းဟုတ်မယ်။ဒါကသင်တွေးနေတဲ့လူကသင်ကိုမြင်တဲ့အမြင်ပေါ့နော်။ဆိုတော့ ကျွန်မပိုင်ဝန်းနဲ့ပိုင်သူဆိုပြီးပေးထားပါတယ်ပိုင်ဝန်းကဒီငွေရုပ်ကလေးပါဆိုတော့ပိုင်သူကတော့ဒီ rose quartz rolly ပေါ့နော်ကျွန်မဒီလိုလေးပေးထားတယ်ဆိုတော့ကိုချိုင်းနဲ့တက်ရပိုင်လေးကိုရွေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီတော့ကျမတို့ဒီပိုင်ဝင်းကစပြီးတော့ reading လုပ်ပါမယ် ဆိုတော့ဖိုင်ဝမ်းမှာကျွန်မရတဲ့ energy ရှိရယ်ဒါပေမဲ့မပြောသေးဘူးပေါ့နော်ဆိုတော့ okay patient wins five of pentacles nine or wins so drop ကျွန်မအကောင်လုံးတော့မြန်ပြလို့သိမရဘူးတဲ့ဆိုတော့တခုချင်းစီပြောသွားမယ်ပေါ့နော်ဆိုတော့ page of wins မှာလေးဘာကိုခံစားမိလဲဆိုတော့သင်္ကာဒီနူးညံ့နေ survive ကိုခံစားရတယ်ဒီမျိုးသမီးလေးရလေး တယောထိုးနေရသည်လားဒါမဲ့လေကျမအဲ့ဒါဒီ music တွေနဲ့ပတ်သက်တဲ့ vibe ကိုမခံစားမိဘူးပေါ့နော်ဆိုတော့ဒီမှာစခံစားမိရဒါလေးကိုမြင်လိုက်တာနဲ့တပြိုင်နက်တည်းမှာနူးညံ့လိုက်တာဆိုတဲ့အရာမျိုးခံစားမိတဲ့နူးညံ့ပြီမဲ့လို့ညာကြီးပေါ့နော်လိုက်ပြီးတော့တခြားသူတွေကို cue site တက်တဲ့သူမျိုးတော့မဟုတ်นูญเนี่ยဟုတ်တယ်ဒါပေမဲ့တခြားလူတွေတခြားအရာတွေ other person တွေအဲ့လိုမျိုးအရာတွေကိုတိတ်ပြီးတော့စိတ်ဝင်စားဘောเนาะ other people တိတ်ဆိတ်မဝင်စားဘူးဒါပေမဲ့စိတ်မဝင်စားဘူးဆိုတော့ခြေချရတော့မဟုတ်ဘူးဒီတိုင်းကိုစိတ်မဝင်စားဘူးเนาะတချို့သူတွေဆိုရင်ရှိရည်เนาะဆိုတော့သူတို့ကဒီတိုင်းစိတ်မဝင်စားဘူးဆိုတော့ထပ်ပို့ရဲပေါ့เนาะတမင်တကာခြေတာမျိုးအဲ့လိုမျိုးမဟုတ်ဘူးတင်ဟာစိတ်မဝင်စားဒီတိုင်းမှာကိုလုံးဆရာရှိရလေးကိုနုနုညံ့ညံ့နဲ့လောက်တာဟိုတချို့အစိတ်မဝင်စားဘူးလို့ပြောတဲ့အခါမှာတချို့ကကြတော့ဒီ strong ly ဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘူး။ဒီက easy လေးပဲစိတ်မဝင်စားဒီတိုင်းလေးပဲကိုယ့်ကိုယ်ကိုနေချင်လို့ပါဆိုတဲ့ဟာမျိုး5 for panic guest ဲ့ဒီခါမှာသူမြင်တဲ့ဟာပေါ့နော်ဒီ magnetic တစ်ခုတွေ့ရပေါ့နော်ဘယ်လိုမျိုးဆိုတော့တင့်ကူညီပေးမဲ့သူဒီလိုတင်စိတ်ဝင်စားရတဲ့မှာတစ်ခါကျရင်တင်အားငယ်တဲ့အချိန်တင်အဆင်မပြေတဲ့အချိန်ကျရင်တင့်ကူညီပေးခြင်းနဲ့ယာလေးရှိတယ်။အဲ့ဒါလေးလည်းတမမြင်နိုင်တော့ဘူးတဲ့အဲ့လိုမျိုးစိတ်ဝင်စားခြင်းဟာတဲ့အဲ့လိုမျိုးတော့မြင်နေပေါ့နော်ဆိုတော့တင်ကိုအဲ့လိုမျိုးမြင်နေဆိုတော့ သူကိုယ်တိုင်ကလည်းဒီလိုမျိုးပေါ့နော်တင်းဒီလိုစိတ်အဆင်မပြေဖြစ်နေတဲ့အချိန်မှာခੁੰညီပေးခြင်းတဲ့သူမျိုးတွေဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ကတော့လိုမျိုးခੁੰညီပေးခွင့်ရမရဘူးပေါ့နော်တင်းရစိတ်ဝင်စားလို့တဲ့မဖြစ်လို့လဲဆိုတင်းစိတ်ဝင်စားလို့ပါဆိုတော့နောက်တစ်ခုကတော့9 dolphins sorry ဒီမှာရတဲ့ energy ကဘာလဲဆိုတော့ဟုတ် ဘယ်လိုပြောပြမလဲတင်းစီကိုလာနေတဲ့သူတွေအများကြီးရှိတယ်တင်းမှာ blessing တွေရှိတယ်တင်းဟာတင်းတင်းဟာတင်းစိတ်နဲ့တင်းပြည့်ပြည့်စုံနေတဲ့လူမျိုးလို့သူကမြင်ရတယ်ဘယ်လိုပြောပြမလဲတင်းကတခြားလူတွေတခြားအရာတွေပြီးတော့သူ့ကိုရော အဲ့လောက်ဂယူဆိုင်တဲ့သူမျိုးမဟုတ်ဘူးတင်းစိတ်ဝင်စားတဲ့ဂယူဆိုင်တာတင်းရဲ့အလုတ်ကိုပဲစိတ်ဝင်စားတယ်အလုတ်ကိုဂယူဆိုင်တယ်ကျွန်မဒီမှာခံစားမိရဲ့ energy ကတင်းကိုယ်တိုင်ကလေတင်းတဘောချရဲ့အလုတ်ကိုပဲလောက်တာမျိုးဖြစ်နိုင်တယ်အော်တချို့ရရှိရဲ့ financial အတွက်ဟိုပတ်စက်ရဖို့အတွက်အာဒါမှမဟုတ်လေပညာရေးကိုပို့ပြီး development ဖြစ်ဖို့အတွက်ဆိုရင်တခုခုကိုစိတ်ဝင်စားပြီးတော့လောက်ကြရည်နော်ကိုအရင်သဘောချမှာပဲတင်းရတော့လို့မဟုတ်ဘူးတင်းတဘောမချရင်မလောက်ဘူး လူတွေနဲ့အများကြီးနဲ့ဘယ်လိုပြောမလဲလှုပ်ရမယ့်အလုပ်မျိုးအောင်မြင်မှုရနိုင်တဲ့အလုပ်မျိုးဆိုရင်တောင်မှပဲတင်မကြိုက်ရင်တင်မလို့တင်အောင်အဲ့လိုမျိုးကုညီပေးမဲ့သူတွေဆိုရင်လည်းရပါတယ်ငါမကုညီကြတဲ့နေငါ့ငါပဲဝနေလိုက်ပါမယ်ဆိုတဲ့လူမျိုးတွေမှပါတယ်တင်တယောက်ထဲပဲတင်ပျော်ရင်လည်းတင်တယောက်ထဲပဲဒါမှမဟုတ်တင်အဲ့လူမျိုးဝန်နေချင်းပျော်ရွှင်ခြင်းအားလုံးဟာလုံလောက်တဲ့လူမျိုးပေါ့နော် ဒီစကားကိုကျမပြောတော့တမျိုးဖြစ်နေလားမသိဘူးတချို့ကလေဝမ်းနေတယ်ပျော်ရွှင်နေအဲ့ဒါတွေကအဲ့ဒါတွေကရှိမှာပဲဒါပေမဲ့ငါငါလုံလောက်ပါတယ်ဆိုတာမျိုးဝမ်းနေရသည်ဖြစ်စီပျော်ရွှင်ရသည်ဖြစ်စီငါသဘောကျတဲ့အရာတွေအတွက်ငါဝမ်းနေမယ်ငါသဘောကျတဲ့အရာတွေအတွက်ငါပျော်ရွှင်မယ်ငါအဲ့ဒီအရာကလေတခြားသူတွေတခြားပုံကိုယ်တွေနဲ့ အဲ့လိုမျိုးဖြစ်ချင်မှဖြစ်လိမ့်မယ်ငါ့အတွက်ငါပဲဖြစ်ချင်လည်းဖြစ်မှာဒါမှမဟုတ်ငါအလုပ်အတွက်ပဲငါဖြစ်ချင်ဖြစ်မှာအဲ့အတွက်ဆိုတော့ငါဝယ်နေလိုက်မျိုးပျော်ရွှင်လိုက်မျိုးဆိုရဲသူမျိုးလို့ကျွန်မတွေ့ရပေါ့နော်ဆိုတော့တင်းအဲ့လိုမျိုးမြင်နေပေါ့နော် तू ကတော့အဲ့လိုမျိုးမြင်နေတင်းရဲ့ဝယ်နေမှုတွေပျော်ရွှင်မှုတွေကတင်းကိုတင်မဲ့ဘ ਹੁ ပြုတ်ပြီးတော့ဖြစ်တာတခြားသူတွေတခြားအရာတွေကိုဘ ਹੁ ပြုတ်ပြီးဖြစ်တာမဟုတ်ဘူးတခြားလူတွေကကူညီမယ်ဆိုရင်တောင်မှပဲတင်းကအဲ့လိုဒီမှာ ျမထက်မြင်တာတင်းချော့ကျင်နေတာမို့လဲတခုခုလောက်ပြီးကျင်နေဆိုရင်လောက်ပြီးလို့မရတဲ့လူမျိုးလို့ကျမတွေ့အဲ့လိုမျိုးတင်းစိမ့်နဲ့တင်းပြန်ပြီးတော့တချို့ဆန်စိတ်ဆိုးတဲ့တဲ့ဒါပေမဲ့ကိုယ့်ဘာကိုပြန်ပြီးတသွားတတ်တဲ့လူမျိုးတင်းရလဲအဲ့လိုလူမျိုးလို့ကျမတွေ့ရပေါ့နော်ဆိုတော့ဆိုတော့တစ်ဖက်သူကတင်းကိုဘယ်လိုမြင်လဲဆိုတင်းအဲ့လိုမြင်ပါတယ်ကျမအခုပြောသွားတဲ့အရာကြီးကတစ်ဖက်သူတင်းကိုမြင်တဲ့အမြင်ပေါ့တစ်ဖက်သူဆိုတာတင်းအခုစိတ်ထဲမှာတွေ့ရတာကတင်းရဲ့လှုပ်ဖို့ခိုင်းမဲ့ဖြစ်နိုင်နေအမ် မောင်နှမဖြစ်နိုင်တယ်ဒါမှမဟုတ်လေတငယ်ချင်း friendship ချစ်သူရေးစာအမ်ဒါဝင်အထပ်လူကြီးပေါ့နော်အကုန်ဖြစ်နိုင်တယ်ဒါပေမဲ့တင်းအဲ့လိုမျိုးမြင်တယ်အမ်စမတီမှာရင်းနှီးရတယ်အဲ့လိုလေရင်းနှီးရတဲ့ vibe ကအဲ့လိုချစ်သူရေးစာကိုတော့တွေးရတူနဲမယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တင်းကိုဒီကူညီပေးခြင်းနဲ့ဆရာသမားတို့ကူညီပေးခြင်းနဲ့တငယ်ချင်းတို့ situation ship တို့အဲ့လိုပုံစံမျိုးပို့ပို့ပို့ပြီးတော့များမယ်ထင်တယ်အဲ့လိုမျိုးတွေကိုတော့တွေးရတူပြနိုင်တယ် just energy check တဲ့သဘောမျိုးနဲ့ပြောတာပါအကယ်၍ဒါက resonate မဖြစ်ဘူးဆိုရင်တက်တွေမဟုတ်ဘူးလို့လည်းယူဆလို့ရပါတယ်ဆိုတော့ဒါဒီ generally တင်မလို့အကောင်လုံးနဲ့မကိုင်းနိုင်ပါဘူးเนาะဆိုတော့ကြတော့ energy ကိုင်းညီပါစေလို့မျှော်လင့်ပါတယ်ရှင်ဆိုတော့ဒီမှာတို့ပိုင်2လေးတွေစီကိုတွားစားရအောင်ပါဆိုတော့ဒါကတော့ပိုင်1မှာဆိုတော့ ဒီရလေးကိုယူထားတဲ့ပိုင်တူလေးတွေဆိုတော့မင်္ဂလာပါရှင်ဘူးစကော့စ်လေးကိုကင်လိုက်တာဟိုကြီးလင်းနေရဲ့ energy ရရတော့အဲ့တော့လေရှင်တို့ရှင်တို့တွေ့ရတူอ่ะရှင်တို့ချစ်သူများဖြစ်မလားเนาะရှင်တို့ချစ်တဲ့သူများဖြစ်မလားเนาะဘာလို့လဲဆိုတော့ rose quest မှာလည်းအဲ့လိုမျိုး energy မျိုးရရတယ် โอเคโอเคจมกัดดิอ่ะมันก็มีสรจมสิกัดดิอันยาซี้ถั่วจาละแล้วจมอันยาไม่รู้จูจมก็ต้องกัดไปอยู่มั้ยป่ะเนาะคือรู้เลยสรจมชื่ออ่ะป่ะเนี่ยตัวเลยต้องกัดไปอยู่ท่าสรญาณมาไลท์ชมโหลค่ะญาณมาไลท์ชมโหลค่ะအကယ်၍လိုအပ်ရင်တော့ထွက်ကြည့်ပေးပါမယ်ပေါ့နော်ဆိုတော့ okay တောင်းကြရပါပြီဟိုး the empress တပတ်တော့တင်းကိုမြင်တဲ့အမြင်အရင်ကျမသဘောကျလိုက်တာဆိုတော့ဟိုနေ့တော့ကျမပြောဖြစ်သေးရခုခေတ်ကောင်းလေးကြီးကအမေလိုချင်တာဆိုတာကျမနောက်တာနော်ကျန်တာခွဲရမဟုတ်ဘူးကျမဒီတိုင်းလေးပဲအမ်နောက်ကြပါပေါ့နော်ဆိုတော့ဘယ်လိုမြင်အောင်ဆိုတော့ the empress တဲ့အမေလိုမျိုးဘယ်လိုပြောမလဲ အဲ့လို energy ခံစားရပြီးတော့အရင်လှတာပေါ့နော်ဆိုတော့ DM brush တွေကအရင်သဘောကျစရာကောင်းတာပဲဆိုတော့အဲ့လိုမျိုးမြင်နေတဲ့တင်ရအရင်ကိုကောင်းတဲ့သူပါတင်ရအကုန်လုံးကို creation လုပ်နိုင်တယ်ဘာနဲ့ creation လုပ်နိုင်လဲတင်ရရဲ့အားလုံးကိုပိုင်ဆိုးနိုင်တယ်အတ္တနဲ့မဟုတ်ဘူးနော်မေတ္တာနဲ့မေတ္တာနဲ့မေတ္တာနဲ့ပိုင်ဆိုးနိုင်တယ်သူ့ကိုလည်းမေတ္တာနဲ့ပိုင်ဆိုးထားရေ5 for wands နောက်တစ်ခုကြတာက7 of pentacles တင်ရတင်ပြရအရာလေးတွေကိုလေချစ်မြတ်နိုးတဲ့တဲသူမျိုးဘယ်လိုပြောပြရမလဲတချို့ကလေဟိုကိုကိုကိုချစ်တတ်တယ်ပြီးတော့တခြားသူကိုလည်းဆောင်ရှောက်တတ်တယ်ကျွန်မအဲ့ခဏအဲ့ဒီဒီခံစားချက်ကိုရတယ်လုံးဝဒီနှစ်ခုမှလေ Seven of Pentacles နဲ့ Empress ပေါ့နော်ကျွန်မဒီ gap ကလေးကိုကြည့်ပြီးတော့မြင်အောင်ကျွန်မပြောမယ်ဆိုရင်ဒီ Empress ကလေသူကသူ့ကိုသူချစ်တယ် the empress ကအဲ့လိုပဲတဆရာသူကိုလည်းဆောင်းလျှောက်ပေးတတ်တယ်ဆိုတော့လေဒီမှာဆွေနဲ့ seven of panic gas ကိုကြည့်သူကလေဒါလေးတွေကိုကြည်တာလေသူ့ရဲ့ထဲမှာအတီးပွင့်ကိုခူးတဲ့ချင်းလေးကိုထားရင်ဒါပေမဲ့ဒါပေမဲ့လေဒီအတီးလေးတွေကိုချစ်မြတ်နိုးစိမ့်နဲ့ကြည့်နေရတော့ကျွန်မခံစားရတယ်ဒီလားအဲ့တော့ကြာပါလေအဲ့ကြောင့်ပေါ့နော်အဲ့ကြောင့်ပေါ့နော်ဆိုတော့ဒီမှာကြည့်နောက်တစ်ခုက five of wands တင်ရလေ တင့်ကိုတင်ဝဲဖြစ်ဖြစ်တင်ချင်းမြတ်နိုးတဲ့အရာတွေကိုဝဲဖြစ်ဖြစ်ထိခိုက်လာတယ်ဆိုရင်လေပြန်တိုက်ခိုက်ဖို့ဝင်မလို့နူးညံ့နေတော့ဒီ Empress ဒီတိတ်နူးချင်းညံ့နေ Seven of Pentacles ကလည်းဟိုဘယ်လိုပြောပြရမလဲတခြားသူစောင့်ရှောက်တက်ဆိုရဲအရာမျိုးပေါ့နော်ဒါပေမဲ့ဟုတ်တယ်နူးညံ့နေနှွေးတွေးတယ်ကျင်နာတယ်မှန်တယ်ဒါပေမဲ့ အကယ်၍လိုအပ်လာရဲ့ဆိုရင်ကိုကိုထိပါလာဖြစ်ဖြစ်ကိုချစ်တဲ့ကိုစောင့်ရှောက်ထားတဲ့အရာလေးတွေကိုထိပါလာဖြစ်ဖြစ်ဆိုရင်တော့ထမကြည့်5 for wins တိုက်ခိုက်ပါကျမဒါ negative လို့လုံးဝမခံစားဘူး။မြတ်သောဖြင့် fiber awareness ကိုကျမမြင်နေဆိုရင်မြတ်သောဖြင့် negative ပေါ်တော့ခံစားရတယ်။ဒါပေမဲ့ဒီဒီသုံးခုပေါင်းကြတဲ့အခါမှာလုံးဝလုံးဝလုံးဝ negative ကိုမခံစားဘူး။သင်က boundary ရှိရဲ့လူဖြစ်တယ်။ ဟိုဘယ်လိုပြောပြရမလဲတင်ကဟိုပေါ့နော် feminine energy feminine energy ဆိုတာကကျမမျိုးသမီးအမျိုးသားကြီးအဲ့လိုမပြောချင်ဘူးပေါ့နော် feminine energy များတဲ့သူဖြစ်တယ်ဆို feminine energy များတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ feminine energy များတယ်ဆိုတာကအရာအလုံးငုံခံတာမဟုတ်ဘူးလိုအပ်တယ်ဆိုရင်တော့ဘဝတည်းဆိုရင်တော့တင်ညှို့တယ် တင့်ကိုတင်တဲ့တင်မြင့်နိုတဲ့အရာတွေတော့တင်ကောင်းကောင်းကာကွယ်နိုင်တယ်။ကောင်းကောင်းလေးတိုက်ခိုင်းနိုင်တယ်။အဲ့လိုလူမျိုးအဲ့လိုလူမျိုးဖြစ်တယ်လို့တစ်ဖက်သူကတင့်အောင်မြင်ပါတယ်။ဆိုတော့ကောင်းနေပေါ့နော်။ဆိုတော့တကယ်လေဒီလို energy တဲ့မှာရှိပါစေလို့ကျွန်မဟိုပေါ့နော်မြတ်တာပို့ပေးပါတယ်ပေါ့နော်။တဖက်တူကလည်းတင်အောင်အဲ့လိုမြင်နေကောင်းလိုက်တာကျမတို့တစ်ခါတစ်ခါကြာရင်ဒီလိုမျိုးလေကျမတို့ blessing ရှိရနော် blessing ဒါတွေကိုကျမတို့က ကျေးဇူးတရားတွေ blessing တွေလို့မြင်လို့ရတယ်ပေါ့နော်ဒါတော့နည်းနည်းကျွန်မရှာရှိတာပါအမ်ဘာလို့လဲဆိုတော့တခါရင်ကျွန်မတို့မှာဒီလူမျိုးအရာတွေတကယ်ပိုင်ဆိုင်နေရရင်တောင်းလေအဲ့လိုမျိုးကိုတွေးလိုက်တဲ့သူကမြင်ချင်မှမြင်တာတော့သိလားအဲ့တော့ကြာဒါက तू ကဒီလူမျိုးကိုကိုမြင်နေဆိုတော့အရန်ကိုကောင်းတဲ့အမြင်မျိုးပဲပေါ့နော်အရန်ကိုကောင်းတဲ့အမြင်မျိုးပဲဆိုတော့ ကျေးဇူးတင်ပါတယ်ဗောနောဆိုတော့ကျွန်မဒီလို energy လေးဖက်ပေးခွင့်ရတယ်လေကျေးဇူးတင်တယ်ပြီးတော့ရှင်တို့ကလည်းရှင်တို့ဒီလိုမျိုးမြင်ပေးရတူတူကျေးဇူးတင်ပါဗောနောဆိုတော့ energy resonate ဖြစ်ပါစေလို့ကျွန်မဆုတောင်းပေးပါတယ်ဗောနောအရင်ကောင်းတာဗောနောဆိုတော့ resonate ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အကယ် energy မခိုက်ခဲ့ဘူးဆိုရင်လည်း sorry ပါဆိုတော့ general reading မို့လို့အကောင်လုံးနဲ့တော့ PO energy ကိတ်ချမှာကိုက်ပါလိမ့်မယ်ဆိုကျမကတော့ energy လွယ်စုံနေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့ now region ကြီးအကြောင်းပြန်ဆုံချပါမယ်ရှင်